ကွေးတိုင်းပေါ့မြို့နယ်နဲ့မြိုင်မြို့နယ်ရှိကျွော်များကိုအကြမ်းဖက်စစ်တပ်ကလေရင်စက်တက်လေထိများဖြင့်၃ရက်ဆက်တိုက်ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူတဦးသေးဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူများပြားကြောင့်မြိုင်တောင်းမင်းမြေပြင်တရင်းမှန်ပြဲကြားရေးအဖွဲ့မှတာဝန်ရှိသူတဦးကပြောပါတယ်အော်တိုဘာ9ရက်နေ့နနက်7နာရီခွဲခန့်တွင်ပေါ့မြို့နယ်ရှိအရှိမြောက်ဖက်ချမ်းရှိကျွော်များကိုကျမ်းဖက်စစ်တပ်ကစက်တက်လေထီး၃စီးဖြင့် ၃ချိန်ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းလေကြောင်းတိုက်ခိုက်မှုတွင်ပြည်သူတဦးသေဆုံးပြီးနှစ်ဦးထိခိုက်ဒဏ်ရာရရှိကာလေအိမ်များလည်းပျက်စီးခဲ့ကြောင်းသိရပါတယ်။အလားတူယင်းနှစ်နနက်၁၇နာရီကျော်ခန့်တွင်မြိုင်မြို့နယ်တောင်ချမ်းရှိကျေးရွာများကိုပခုတ်ကူတက်မှတ၁၁မှတက်လာသောစက်တက်လေထီ၃စီးကလေကြောင်းတိုက်ခိုက်မှု၅ချိန်ပြုလုပ်သွားကြောင်းဒါ့အပြင်အော်တိုဘာ၅ရက်နေ့နနက်၆နာရီ၄၅မိနစ်ခန့်တွင်လည်းမြိုင်မြို့နယ်အနောက်ပိုင်း ရင်းနှမော်ဒေတာကို ကျန်းဖက်စစ်တပ်ပခုတ်ခုတက်မှတရားတက်ကတက်လာတော့စက်တက်လေထီနှစ်စီးကလေချောင်းတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းလေချောင်းတိုက်ခိုက်မှုတွင်ရင်းနှမော်တွင်လှုပ်လှုပ်ကိုင်နေသူနှစ်ဦးထိခိုက်ဒဏ်ရာရရှိပြီးအဆောက်အအုံများလည်းထိခိုက်ပျက်စီးခဲ့ကြောင်းသိရပါတယ်စစ်ခွေးတွေကလေချောင်းတိုက်ခိုက်မှုကတော့ဇက်တိုက်ကိုလှုပ်ဆောင်နေပါတယ်ပြည်သူတို့ဦးတည်ဆုံးပြီးထိခိုက်ဒဏ်ရာရတဲ့ပြည်သူတွေလည်းများပါတယ် နေအိမ်တွေပျက်စီးတာတွေလည်းရှိပါတယ်လို့ညိုင်တောင်းမင်းမြေပြင်သတင်းမှန်ပြန်ကြားရေးဖွဲ့မှတာဝန်ရှိသူကပြောပါတယ်။ဒါအပြင် အော်တိုဘာလ3ရက်နေ့နဲ့အော်တိုဘာ4ရက်နေ့တို့တွင်လည်းပေါ့မြို့နယ်အနောက်ချမ်းဆေးကြီးတောင်ပေါ်ထင်းလင်းမြို့နယ်နဲ့ပေါ့မြို့နယ်အဆက်ကျေးရွာများနဲ့ညိုင်မြို့နယ်အနောက်ချမ်းရှိကျေးရွာများကိုလည်းအကြမ်းဖက်စစ်တပ်ကလေရင်စစ်တပ်လေထီများဖြင့်ဘုံကျဲတိုက်ခိုက်သွားကြောင်း သိရပါတယ်။ လက်ရှိချိန်တွင် ပေါင်းမြို့နယ်နှင့်မြိုင်မြို့နယ်တွင်ရှိခြေရွာများမှပြည်သူများသည်ကြမ်းဖက်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုများဇက်တိုက်လှုံ့ဆော်လာမည်ကိုစိုးရိမ်သောကြောင့်ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီးပြည်သူများလေကြောင်းအန္တရာယ်သတိပြုနေထိုင်ကြရန်တော်လှန်ရေးအင်အားစုများကမြစ်တာရက်ခံထားပါတယ်ရှင်